်လက်သခင်ဂျေဇုတော်ချီးမွမ်းပါလေနှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး၄အပိုင်းငယ်၈ငါတို့သည် အမျိုးမျိုးသောနှောက်ရက်ခြင်းကို ခံရတော်လဲအကျိုးနေခြင်းတို့မရောမကြံစီနိုင်လောက်အောင်ရှိတော်လဲစိတ်မပြဲညင်းစေခြင်းကိုခံရတော်လဲရှုံခြင်းမရှိ အောက်တို့လှဲခြင်းကိုခံရတော်လဲဆုံးရတော့မရောင် ကျွန်တော်ဒီနှုတ်ကပတ်တော်ကဘာကိုဖော်ပြလဲဆိုရင်တော့ယုံကြည်သူဖျားသားသမီးရဲ့အသက်တာကအောင်မြင်တော်သူဖြစ်ပါတယ်။ဘာကိုအောင်မြင်တာလဲဆိုရင်တော့ဒီလောကကြီးရဲ့အနှိမ့်အမြင့်ဆင်းရဲချမ်းသာဒုက္ခသုခကျမ်းမာ မကျမ်းမာခြင်းအဲ့ဒီအခြေအနေတွေအားလုံးကိုအောင်မြင်သွားတဲ့သူဖြစ်ပါတယ်။ဒါကြောင့်မို့သခင်ရှုကဒီလောကထဲမှာကျွန်တော်တို့ကိုဒုက္ခဆင်းရဲခြင်းတွေမခံရတော့ဘူးလို့မပြောပါဘူး။ င်တို့ဒီလောက၌ဆင်းရဲဒုက္ခကိုခံရမယ်လို့သခင်ရှုကဖော်ပြပါတယ်။ဒါပေမဲ့မစိုးရင်ပါနဲ့ငါဒီလောကကိုအောင်ပြီလို့သခင်ရှုကရှင်ဟောခရစ်ဝင်ခန်းကြီး16အပိုင်ငယ်33မှာအတိအလင်းပြောထားပါတယ်။ဒီလောကမှာယုံကြည်သူဖျားသားသမီးတယောက်နေနဲ့ဆင်းရဲဒုက္ခကိုခံရမှာဖြစ်ပါတယ်။ကြုံရမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဒုက္ခဆင်းရဲခြင်းတွေကိုခံနေရပေမဲ့ဒုက္ခဆင်းရဲခြင်းတွေကိုကြုံနေရပေမဲ့အဲ့ဒီဆင်းရဲဒုက္ခတွေကိုကျွန်တော်တို့ကမမှုတော့ ဲ့ဒီဆင်းရဲဒုက္ခတွေကကျွန်တော်တို့ကိုတကယ့်ဆင်းရဲခြင်းဒုက္ခရောက်အောင်မလုပ်နိုင်တော့ဘယ်အချိန်ကြီးကမှကျွန်တော်တို့ကိုရှုံးသွောင်းအောင် လုပ်လို့မရတော့ဒါကြောင့်မို့အမျိုးမျိုးသောနှောက်ယှက်ခြင်းကိုခံရတော့လေအကျိုးမနေဘူးမကြံစီနိုင်လောက်အောင်ရှိတော့လေစိတ်မပြတ်ဘူးညင်းစေခြင်းကို ခံရတော့လေမရှုံးဘူးအောက်သို့လှဲခြင်းကိုခံရတော့လေဆုံးရတော့မရောက်ဘူးလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဘာကြောင့်လဲ လောကကိုအောင်မြင်တဲ့ယေရှုခရစ်တော်ဖခင်ကကျွန်တော်တို့ရဲ့အတွင်ဝိညာဉ်ထဲမှာအတူရှိသောကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကသခင်ခရစ်တော်ကိုယုံကြည်တဲ့အချိန်အစပြီးတော့သခင်ယေရှုခရစ်တော်ဖခင်ကိုအမိပြုတ်လိုက်တာနဲ့ဒီလောကကြီးကိုအောင်မြင်တော်သူဖြစ်အသက်ရှင်နိုင်သွားပါတယ်။ဒါကြောင့်မို့ယောမောဩဝါဒစာခန်းကြီး၈အပိုင်းငယ်39မှာမကွာစေသည်တာမကငါတို့ကိုချစ်တော်မူသောသူဤကြီးစုတော်ကြောင့်ငါတို့သည်ထိုအမှုခတ်သိမ်းတို့ကိုခံစဉ်တွင်ပင်အထူးသဖြင့် အောင်မြင်ကြ၏လို့တမချန်းစာကဖော်ပြပါတယ်။ထိုအမှုခတ်သိန်းတို့ကိုမခံရဘူးလို့မပြောပါဘူး။ငါတို့ဒီထိုအမှုခတ်သိန်းတို့ကိုခံစင်တွင်ပင်ခံနေရတဲ့အချိန်မှပင်လေနဲ့အထူးသဖြင့်အောင်မြင်ကြ၏လို့တမချန်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့လောကကိုအောင်မြင်ခြင်းဆိုတာကဘာဒုက္ခမှဘာပြဿနာမှမကြုံတော့တဲ့အေးအေးဆေးဆေးပေါ့ပေါ့ပါပါအတ္တတာမျိုးဆိုလိုခြင်းမဟုတ်ပါဘူး။ လောကကိုအောင်မြင်တယ်ဆိုတာကလောကแท้မှာအောင်မြင်တာနဲ့မတူပါဘူးလောကแท้မှာအောင်မြင်တယ်ဆိုတာကအနုပညာနဲ့ပဲမှာအောင်မြင်သွားတယ်စီးပွားရေးတစ်ခုခုလောက်တာအောင်မြင်သွားတယ်အာကစားနဲ့ပဲမှာတစ်ခုခုမှာအောင်မြင်သွားတယ်နေပဲတစ်ခုခုမှာအောင်မြင်ကြော်ကြားသွားတယ်ဆိုတဲ့သဘောမျိုးကလောကแท้မှာအောင်တယ်အောင်မြင်ခြင်းအဆင့်လောက်ပဲရှိပါတယ်တမချန်းစာကပြောတဲ့အောင်မြင်ခြင်းကလောကแท้မှာအောင်တဲ့အောင်မြင်ခြင်းအဆင့်လောက်မဟုတ်ပါဘူးလောကကြီးကိုအောင်မြင်တဲ့အောင်မြင်ခြင်းဖြစ်ပါတယ် လောကကြီးရဲ့အနှိမ်အမြင့်တွေကိုအောင်မြင်သွားတယ်။လောကကြီးမှာအမြင့်နဲ့တွေ့လဲမตายရတော့အနှိမ်နဲ့တွေ့လဲစိတ်မဆင်းရတော့လောကမှာကြွယ်ဝချမ်းသာခြင်းတွေခံစားရလဲအဲ့ဒီပုံမှာလောကစည်းစိမ်ပုံမှာမตายရတော့ဒုက္ခအခက်ခဲတွေကြုံတွေ့ရင်လဲအဲ့ဒီပုံမှာဝမ်းမနေတော့ညှိတွားပြီးတော့စိတ်မပြတ်တော့ဘယ်အချိန်လေးကမှသူ့ကိုယိုင်နေတော့အောင်စိတ်ပြတ်တော့အောင်လို့လို့မရတော့ကျမ်းမာတဲ့အချိန်တွေမှာလဲမตายရအောင်မကျမ်းမာတဲ့ယောဂရှိတဲ့အချိန်တွေကိုလဲစိတ်မပြတ်ဘူး ဘယ်အချိန်လေးကမှကျွန်တော်တို့ကိုရှုံးအောင်လုပ်လို့မရတော့ဘူးအဲ့ဒါကလောကကို အောင်မြင်သောသူရဲ့လက္ခဏာပဲဖြစ်ပါတယ်ယေရမိနာဂတိကျမ်းခန်းကြီး18အပိုင်ငယ်9ကနေ10ကိုကြည့်တဲ့အခါမှာထာဝရဘုရားကိုကိုးစားသောသူထာဝရဘုရားကိုမိမိကိုးစားရအကြောင်းဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်ထိုသူသည်ကယေရှိသောအရ၌ဆက်၍မျက်နှာမှာအမြင့်ဖြာသဖြင့် ပူသောအရှင်ရောက်ကြောင်းကိုမသိအရွက်မညိုးနွမ်းမိုးခေါင်သောကာလ၌ဆုံးရင်စရာမရှိပဲအစဉ်အမြဲအသီးကိုတီးတက်သောအပင်နှင့်တူ၏လို့ဖော်ပြပါတယ်ကျွန်တော်တို့ဘုရားအသက်တာထဲမှာလောကကိုအောင်မြင်ဖို့ရန်အတွက်ဘုရားကကျွန်တော်တို့ကိုမဆာပီးတာဖြစ်ပါတယ်အဲဒီလောကကြီးကိုအောင်မြင်တဲ့ယေရှုခရစ်တော်ဘုရားကလည်းကျွန်တော်အထဲမှာတန်ရှင်းသောဝိညာဉ်တော်အဖြစ်လာရောက်ရှင်သန်နေပါတယ်ဒါကြောင့်မို့တင်ရယေရှုခရစ်တော်ဘုရားကိုအမိပြုမယ်ဆိုရင် ဒီနေ့လောကကြီးကိုအောင်မြင်ပြီးတော့လောကရဲ့အနှိမ့်အမြင့်တွေကြားထဲမှာငြိမ်သက်ခြင်းနဲ့ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့သင်ရဖခင်ကိုကူးစားမယ်ဆိုရင်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်တယ်။ဘာနဲ့တူလဲဆိုရင်တဲ့အဲ့ဒီလူရဲ့တက်တာကမျက်နှာမှာစိုက်တဲ့သစ်ပင်နဲ့တူတယ်။အဲ့ဒီမျက်နှာမှာစိုက်တဲ့သစ်ပင်ကတဲ့ပူသောအရှင်ယောက်ျောင်းကိုမသိလို့ဖော်ပြပါတယ်။နံပါတ်၁တစ်ချက်နေနဲ့ပူသောအရှင်ယောက်ျောင်းကိုမသိအဲ့ဒီသစ်ပင်ပေါ်ကိုအပူရှင်မရောက်ဘူးလို့စံစာမရေးပါဘူး။ ဒီလိုပါပဲယုံကြည်သူဖရာသားသမီးတွေကဘာဘေးဒုက္ခမှ မကြုံဘူးလို့ဖရာကမပြောပါဘူးလောကမှာဆင်းရဲဒုက္ခကိုခံရမယ်ကြုံရမယ်လို့ဖော်ပြပါတယ်ကြုံတွေ့ခံရတော့ညာလေအဲ့ဒီဆင်းရဲဒုက္ခကကျွန်တော်တို့အတွက်ဆင်းရဲဒုက္ခမဟုတ်တော့ကျွန်တော်တို့မမှုတော့အဲ့ဒီအရာတွေကဒီတစ်ပင်ကမျက်နှာမှာရှိတဲ့ခါမှာအပူချိန်မရောက်တာမဟုတ်ရောက်ပါလေဒါပေမဲ့ရောက်ကြောင်းကိုမသိဘူးရောက်ကြောင်းကိုမသိဘူးဆိုတော့အဲ့ဒီပူတဲ့အချိန်ကသူ့ကိုဘာမှဒုက္ခမပေးနိုင်တော့ ။ဘာဖြစ်လို့လဲဆိုရင်တော့သူ့ရဲ့အမြင့်တွေကမြစ်ထဲကရေနဲ့ထိဆက်နေတော့ကြောင်ဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့အရွက်မညိုးနွမ်းဘူးတဲ့။တလောက်အပူချိန်ထိတာအရွက်ညိုးရမှာပေါ့။မညိုးဘာကြောင့်လဲဆိုရင်တော့သူဟာအမြဲတမ်းလန်းဆန်းနေတယ်။သူ့ရဲ့အမြင့်ကအဲဒီရေနဲ့မြစ်ထဲကရေနဲ့ထိဆက်နေတော့ကြောင်ဖြစ်ပါတယ်။မိုးခေါင်သောကာလ၌စိုးရင်စရာမရှိဘူး။မိုးခေါင်သောကာလမိုးမရွာတော့ဘူး။အဲ့ဒီအပင်ကမိုးမရွာရင်ဘယ်မှာလဲသူ့အတွက်ရေတောက်မြစ် ဲ့သူကမိုးကိုအမိပြုတာမဟုတ်ပါဘူး။မြစ်ကိုအမိပြုတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်သူအသက်တာကလည်းအခြေအနေကိုအမိပြုတာမဟုတ်ပါဘူး။အခြေအနေကောင်းမှဟာလေလုယာအခြေအနေမကောင်းရင်တော့အာဒါမကောင်းတော့ဘူးဖခင်သခင်ကောင်းခြင်းမရှိတော့ဘူးလို့မဟုတ်ပါဘူး။ကောင်းခြင်းမကောင်းခြင်းအခြေအနေနဲ့မဆိုင်ပါဘူး။အနှိမ့်မြင့်နဲ့မဆိုင်တော့ဘူး။ကျမ်းမှာမကျမ်းမှာနဲ့မဆိုင်တော့ဘူး။ချမ်းသာခြင်းမချမ်းသာခြင်းနဲ့မဆိုင်တော့ကျွန်တော်တို့ကယေရှုနဲ့ဆိုင်တော်သူဖြစ်တယ်။ဒါကြောင့်မိုးခေါင်သောကာလအခြေအနေမကောင်းတဲ့ကာလမှာပဲနဲ့စိုးရိမ်စရာမရှိပါဘူး။ အစင်အမြဲအသီးကိုတည်တတ်သောအပင်နဲ့တူတယ်ကျွန်တော်တို့ရဲ့ဘဝအတ္တလာမှာဝิญဉဉ်သီးတွေအမြဲတမ်းပြီးပါတယ်။ဘာကြောင့်လဲဆိုရင်တော့ခရစ်တော်ကိုအမိပြုထားလို့ဖြစ်ပါတယ်။အဲကြောင့်မို့ကျွန်တော်ယုံကြည်သူဖခင်သားသမီးရဲ့အတ္တတာထဲမှာလောကကိုအောင်တဲ့ယေရှုခရစ်တော်ဖခင်ကိုအမိပြုပြီးသင်အသက်ရှင်မယ်ဆိုရင်တော့သင်လည်းလောကကိုအောင်ဖို့အတွက်ဖခင်ကပြင်ဆင်ထားပါတယ်။ဒီလောကထဲမှာကြုံတွေ့ရမယ်ဒုက္ခချမ်းသာခြင်းတွေဒုက္ခဆင်းရဲခြင်းတွေဒီလောကထဲမှာကြုံတွေ့ရမယ်ကျမ်းမာတဲ့အခြေအနေတွေမကျမ်းမာတဲ့အခြေအနေတွေ အစဉ်ပြေတဲ့အခြေအနေအစဉ်မပြေတဲ့အခြေအနေဒီလောကရဲ့ဘယ်အရာကမှသင်ကိုကောင်းတဲ့အခြေအနေကလည်းတာယာအောင်မလုပ်နိုင်တော့ဘူးမကောင်းတဲ့အခြေအနေကလည်းစိတ်ပြတ်ဝမ်းနေတော့မလုပ်နိုင်တော့ဒီဒုက္ခဆင်းရဲခြင်းတွေကိုသင်ဟာမမှုတော့မခံရတဲ့ကဲ့သို့အပူရှင်ရောက်ကြောင်းကိုမသိတဲ့ကဲ့သို့သင်ဟာဒီလောကရဲ့အနေအမြင့်အခြေအနေတိုင်းမှာဒုက္ခဆင်းရဲခြင်းကိုခံနေရတဲ့အချိန်မှာပင်လေအောင်မြင်တော်သူဖြစ်အသက်ရှင်နိုင်မယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ